စုလေပန်ဆိုဒန်ဘူတထောင်အဆရှိတဲ့စိတ်ကန်းတွေမှာ အချိန်ကြံ့ကြာမှုတွေဌာနဆိုင်ရာအသီးသီးရဲ့ဆောင်ရွက်စာတမ်းတွေတင်ပြနေရမှုကိုရှော့ချလိုက်ပြီလို့မြမစိတ်ကန်းအာနာပိုင်းကမတ်လ15ရက်နေ့မှာပြောဆိုလိုက်ပါတယ်။စိတ်ကန်းသွင်းကုန်ထုတ်ကုန်ဆိုင်ရာနဲ့ကားတင်သွင်းမှုတွေကိုလည်း working group ဖွဲ့ပြီးပြင်ဆင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ရန်ကုန်မြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။သွင်းကုန်ထုတ်ကုန်ဆိုင်ရာကိစ္စရပ်တွေမှာ ထင်မြန်တဲ့အများပြည်သူဝန်ဆောင်မှုစနစ်နဲ့ပြုလုပ်သွားမှာဖြစ်ပြီးနိုင်ငံတကာလှုပ်ထုံးလုပ်နည်းတွေနဲ့စံချိန်မီပြုလုပ်သွားမယ်လို့ဆိုပါတယ်။ဒီစစ်ကမ်းဝန်ဆောင်မှုလုံကောင်းလုပ်နေတဲ့ဟာတွေအကုန်လုံးထည့်ပြီးတော့ဒီမှာဖွဲ့ထားပြီ။ဖွဲ့ပြီးဒီလူတွေကနေကစစ်ကမ်းဘလို့ပြောင်းလဲမလဲဆိုတာအခုလိုတော့ဒီတစ်ပတ်စဖွဲ့ရည်ကနေအခုလုံတိုင်းတဲ့ဟာကိုဒီနေ့ပြင်ပြလာ။နောက်တစ်ခေါက်ကြရင်ဥရောပဖွဲ့နေပြန်ထိုင်းနေစင်ကာပူဘာလိလာအဲ့ဒီကပြန်လာရင်သူတို့ဘယ်လိုလုပ်လဲဥရောရှိမှာဘာတွေကွာ ါလေးပြန်ပြီးတော့စီစီရစီစီပြီးထပ်ရောချော့ချနိုင်နေတာလေထပ်ပြီးလုတ်ပြီးနိုင်နေတာလို့လုတ်ပြီးရတော့ရှောက်တာလုတ်နေရမှာအခုတော့သူ့နေရာသူ့နေရာမှာသူ့လိုတဲ့ဆာရွက်ဆာတောင်ပြရမယ်တက်ဆိုင်ရတရားမှာအဲ့ဒါတွေတူးပြီးလာတယ်ပစ္စည်းထုတ်ပါခုနကလောက်ခေါလောက်ခေါမြန်လာစရာမလိုတော့မြမစေကမ်းမှာသွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေကိုဆောင်ရွက်တဲ့အခါမှာဆာရွက်ဆာတန်းနေနဲ့လုပ်ငန်းအဆင့်ဆင့်တွေလိုအပ်တာထက်အများအပြားတောင်းခံနေကြကြအောင်နှောင့်နှေးကြံ့ကြာမှုတွေဖြစ်ခဲ့ရတာမို့ စိတ်ကန်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုပွဲစားတွေနဲ့သာ နှစ်ပေါင်းများစွာပြုလုပ်ခဲ့ရတဲ့စနစ်ကြီးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်2013-14ဘန်နာရဲ့နှစ်အစမှာဝန်ကြီးဌာနတွေကအများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေမှာလက်ပေးလက်ယူမှုနဲ့ဆက်နွယ်နေတဲ့ကျိုးလီစနစ်တွေကိုစတင်လျှော့ချနေတာလည်းဖြစ်ပါတယ်